အခုဆိုတဲ့လက်ထက်မှာတက္ကသိုလ်မှုတွေအစမတန်မြင့်မားလာရတာဟာအစိုးရဖွဲ့စည်းတွေရဲ့အကျင့်ပျက်ချစားမှုနဲ့အဓိကတက္ကသိုလ်မှုလမ်းကြောင်းဖြစ်တဲ့တရုတ်နိုင်ငံဘက်ကအာဏာပိုင်တွေပူးပေါင်းတားဆီးတာတွေမတွေ့ရတာကြောင့်ဖြစ်တယ်လို့သတင်းဦးစီးဌာနကဒုတိယညွှန်ကြားမှုချုပ်ဦးဇော်ဝင်းကပြောကြားခဲ့ပါတယ်။ဒီလိုပြောကြားမှုကိုမေလ22ရက်နေ့ကနေပြီးတော့မှပတ်ဝန်းကျင်ထိန်းသိမ်းတဲ့တတော်ရေးဝန်ကြီးဌာနကပြုလုပ်တဲ့သတင်းထုတ်ပြန်တဲ့ခန်းနာမှာမီဒီယာတွေကိုအခုလိုရှင်းလင်းခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့တစ်ခိုးထုတ်လုပ်ငန်းကျေပြတ်နေတာဟာတရုတ်နိုင်ငံနဲ့တိုက်ရိုက်သက်ဆိုင်နေပြီးတရုတ်နိုင်ငံဘက်ကတာဝန်ရှိသူတွေကိုတတော်ဥသိဌာနကနှိမ့်နှိုင်းပြောဆိုမှုတွေပြုလုပ်နေပေမဲ့လက်ရှိချိန်ထိထိရောက်တဲ့တားဆီးမှုတွေမတွေ့ရဘူးလို့ပြောကြားခဲ့ပါတယ်။ဒုတိယညွန်ကြားမှုချုပ်ဦးစော်ဝင်းကတရုတ်နိုင်ငံကိုရောက်တိုင်းနေဆက်ဒေသပိုင်းအာနာပိုင်းတွေကိုသွားပြောပြီးသူတို့ကလုပ်ပေးပါမယ်လို့ပြောပေမဲ့အခုချိန်ထိထိရောက်တားဆီးမှုမတွေ့ရဘူးလို့ဆိုပါတယ်။ လူဦးရေတိုးတက်လာတာစင်းရဲမွဲဒေတာနဲ့တခြားဝင်ငွေရရှိနိုင်တဲ့အခွင့်အလမ်းနဲ့ပါတာအရင်ဒီနေနေနဲ့အကျိုးမြတ်များများရရှိနိုင်တာနေဆက်ဒေတာတွေရဲ့တရားဥပဒေစိုးမိုးမှုအားနည်းတာတွေဖြင့်တစ်ခုတ်လဲထုတ်လုပ်တဲဆောင်တဲ့ကရိယာတွေနဲ့ရှင်တွေကိုစေနှုံတက်တာစွာနဲ့အလွယ်တကူရရှိနေတာတွေကလည်းတစ်ခိုးထုတ်မှုကိုထောက်ပံ့ပေးနေတဲ့အကြောင်းရင်းတွေဖြစ်တယ်လို့သိရပါဗျာဒါခရရကကျွန်တော်တို့တတော်ကျိုးဝိုင်းကျိုးတာပေါ့ကျိုးဝိုင်းကျိုးပြင်တော့စုစုဝအေရီယာစုစုဝအေကအနေနဲ့19သိန်းကျော်ရှိပါတယ် စကိုးသိန်းမျိုးရှိပြီးမျိုးနယ်ခုနှစ်မျိုးနယ်ရှိတယ်။နောက်ပြီးတော့ကျွန်တော်တို့ဟိုကျွန်တော်တို့အနေနဲ့ပြောတက်တော်တရားဇာတာနဲ့မျိုးတက်မျိုးကောင်းတဲ့တက်ဒီအများပြားကျန်းနေပြီ။ဒါကြောင့်ကျွန်တော်တို့တရားမဝင်တက်ထုတ်တဲ့လူတွေဒီနယ်မြေကိုပြစ်မှတ်ထားပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတော့ဒီဆောင်ရွက်ခဲ့တဲ့အနေအထားမှာကျွန်တော်တက်တော်စီဌာနကလည်းအခုမှမဟုတ်ပါဘူး။အရင်တည်းကဒီကသာခရိုင်ကိုကျွန်တော်အာရုံပြုပြီးတော့အများရန်တဖန်စီကြီးတွေဆောင်ရွက်နေပါတယ်။ကတားခရင်က2013ဆက်လေးကဖန်းစီရမိကွာ9000တန်ကျော်ရှိပါတယ်။တခါ စလေးဆန်ကမှဖန်စီရမိမှုက9200ရောရှိပါအဲ့တော့ကျန်တဲ့ခရိုင်ဒီစကိုင်းတိုင်းဒေသကြီးရဲ့ကျန်တဲ့ခရိုင်ဒီနဲ့နှိုင်းရှင်ကသာခရိုင်ရဲ့တရားမုံဝင်အတွက်လုပ်ငန်းဆောင်ရွက်မှုအနေထားကိုနောက်တစ်ချက်ကကျွန်တော်ဖန်စီရမိတဲ့အနေထားကိုကျွန်တော်တို့အလွယ်တကူပေါ့နော်ဒါအချက်လေးကိုကြည့်ရင်သိရှိနိုင်မယ့်အနေထားမှာရှိပါတယ် 2012ခုနှစ်ကစတင်ခဲ့တဲ့အစိုးရတက်လက်ထက်မှာတစ်တန်ချိန်3000ကျော်ဖမ်းဆီးရမိခဲ့ပြီး2015ဘဏ္ဍာနှစ်ကုန်ဆုံးတဲ့အထိ9နှစ်တွင်တန်ချိန်ပေါင်း36000ကျော်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရမိခဲ့တဲ့နှစ်အလိုက်တန်ချိန်ဟာတဖြည်းဖြည်းချင်းတက်လာတာကြောင့်တစ်ခိုးထုတ်မှုတွေကိုတတော်စီဌာနတစ်ခုထဲနဲ့မရတော့ကြောင်းဝန်ခံခဲ့ကတက်မတော့ရဲတပ်ဖွဲ့တို့နဲ့ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းရှင်းလင်းမှုတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ အခုဆိုရတဲ့လက်ထမှာတက္ကသိုလ်မှုလုပ်ငန်းတွေကိုဆက်ဆက်ပါဝင်ခဲ့တဲ့တက်တော်ဝန်ထမ်း900ကျော်ကိုအေးအေးယူခဲ့ပြီးအရင်မရှိခဲ့တဲ့တရားစွဲဆိုမှုတွေကိုပါပြုလုပ်ထားတယ်လို့အဆိုပါသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။